မင်္ဂလာပါရှင်ဒေါ်လန်ရဲဘော်များအားလုံးနဲ့ဒေါ်လန်ပြည်သူများအားလုံးဘေးရန်ကင်းကွာရှင်လန်းကျန်းမာကြပါသည်ရှင်30ရက်10လ2025ရက်နေ့တရက်တာတွင်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့်ခဲယဲရိတ်ခါထောက်ပို့မှုမှတ်တမ်းများကိုကျမတို့ဝေဟင် channel မှာတင်ဆက်ပေးတော်မှာဖြစ်ပါတယ်ရှင်ပလဲမြို့နယ်တနရာသို့ဒဒဦးလေတပ်မှတပ်သော Jet Fighter တစ်စီးဖြင့်မနက်09:35မိနစ်ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုတစ်ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည် ပိတ်ချင်းမြို့နယ်တနရာသို့တရက်ဦးလေတပ်မှတက်သောဂျက်ဖိုင်တာတစ်စီးဖြင့်နေ့လယ်၁၂နာရီ52မိနစ်ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။စင်ကူးမြို့နယ်တနရာသို့မိထီလာလေတပ်မှတက်သောဂျက်ဖိုင်တာတစ်စီးဖြင့်နေ့လယ်၂နာရီ9မိနစ်၊၂နာရီ9မိနစ်၊၂နာရီ12မိနစ်၊၂နာရီ14မိနစ်ည7:23မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု၅ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ နထိုးကြီးမြို့နယ်တနရာသောပခုတ်ကူတမတရတမတတော်စက်တက်လေဒီပါရာမိုတာ၂စီးချင်းမနက်၁၇နာရီ53မိနစ်၁၇နာရီ58မိနစ်ခန့်အချိန်တို့မှစတင်ပြောင်းဝဲကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။မြန်မြို့နယ်တနရာသောပခုတ်ကူတမတရတမတတော်စက်တက်လေဒီပါရာမိုတာ၂စီးချင်းနေ့လယ်၃နာရီ55မိနစ်၃နာရီ58မိနစ်ခန့်အချိန်တို့မှစတင်ပြောင်းဝဲကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ပြီး မေဒီလာလေတက်မှတက်တော့ Y8 စစ်ထောက်ဖို့လေရင်တစီဖြင့်နေ့လယ်12:52မိနစ်ခန့်အချိန်မှစတင်ပြန်ဝဲကခဲရဲရိတ်ခါတို့များကျဲချထောက်ဖို့သွားခဲ့ကြောင်းသိရှိရပါသည်။တောင်တာမြို့နယ်တနရာတို့မေဒီလာလာမတာမတက်တော့စက်တက်လေဒီပါရာမိုတာလေးစီဖြင့်ညနေ9:73မိနစ်ခန့်အချိန်မှစတင်ပြောင်းဝဲက လေကြောင်းတိုက်ခိုက်မှုခုနှစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ငဖဲမြို့နယ်တနရာတို့ တရံဦးလေးတက်မှတက်တော့ဝိုင်တွဲစစ်ထားဖို့ဘုံကျဲလီရင်တစည်းဖြင့်မနက်9:49မိနစ်ခန့်အချိန်မှစတင်ပြောင်းဝဲကလေးချောင်းတက်ခဲမှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဝိုင်မော်မြို့နယ်တနရာတို့မြကြီးနားလေးတက်မှတက်တော့ဝိုင်တွဲစစ်ထားဖို့ဘုံကျဲလီရင်တစည်းဖြင့်နေ့လယ်3:00မိနစ်3:38မိနစ်ခန့်အချိန်တို့မှစတင်ပြောင်းဝဲကလေးချောင်းတက်ခဲမှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။မြောက်ရီမြို့နယ်တနရာတို့ မော်ဘီလေတက်မှတက်တော့ဝိုင်းတွဲစစ်ထားဖို့ဘုံကျဲလေရင်တစည်းဖြင့်နေ့လယ်၁၂နာရီ၅မိနစ်ခန့်အချိန်မှစတင်ပြောင်းဝဲကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဗမော်မြို့နယ်တနင်္လာသို့မြကြီးနားလေတက်မှတက်တော့ဂျက်ဖိုင်တာတစည်းဖြင့်နေ့လယ်၂နာရီ၂၂မိနစ်ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။မတရားမြို့နယ်တနင်္လာသို့တရအူးလေးတက်မှတက်သောဂျက်ဖိုင်တာတစ်စီးဖြင့်ည7:28မိနစ်ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။30ရက်10လ2025ရက်နေ့တွင်အကြံဖတ်စစ်ကောင်းစီအနေဖြင့်တရက်ဦးလီတန်းနေပြည်တော်မကွေမြကြီးနာမိထီလာမော်ဘီလီတန်းများမှဂျက်ဖိုက်တာဝိုင်တွင် Y8 ဂျိုင်ရိုကော့ပတာနှင့်ပါရာမိုတာများပြန်တက်မှုအကြိမ်ရေ82ကြိမ်ခန့်ရှိခဲ့ပြီးမန္တလေးတိုင်းစကိုင်းတိုင်းမကွေတိုင်းကချင်ပြည်နယ်ကရင်ပြည်နယ် ရခိုင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်ပြန်တမ်းမှု25ကြိမ်ခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မိဘပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအနေများမှကာကွယ်နိုင်ရန်ဝေဟင်သတင်းပေး Telegram Channel အားစောင့်ကြည့်ခြင်းမိမိနယ်မြေရှိသက်ဆိုင်ရာတော်လှန်ရေးအဖွဲ့များ၏သတိပေးထုတ်ပြန်ချက်များကို လေးစားလိုက်နာ၍နေထိုင်ကြပါရန်တိုက်တွန်းလို့ဆိုအပ်ပါသည်ယခုဖော်ပြခဲ့သောသတင်းများမှာ ကျမတို့ဝေဟင် channel မှာလလန်းမီတလို့ရရှိထားသောသတင်းများဖြစ်ပြီးကျမတို့မရရှိခဲ့သောလေကြောင်းတိုက်ခိုက်မှုများလည်းကြန့်ရှိနေနိုင်ပါသေးသည်။မိဘပြည်သူများအနေဖြင့်လေရင်ဖြတ်သန်းသည့်သတင်းနှင့်လေကြောင်းတိုက်ခိုက်မှုများကိုသိရှိရပါကဝေဟင် Telegram channel ၏သတင်းလက်ခံအကောင့်ဖြစ်သောဝေဟင် Scope တို့ဆက်သွယ်သတင်းပို့ပေးကြပါရန်မြစ်တာရက်ခံအပ်ပါတယ်ရှင်။ယခုကဲ့သို့လေကြောင်းတိုက်ခိုက်မှုသတင်းများအားနေစဉ်ကြည့်ရှုနိုင်ရန် ကျွန်မတို့ဝေဟင် YouTube Channel အား Like and Subscribe ပြုလုပ်ထားပေးကြပါဦးနော်။မိဘပြည်သူရဲဘော်များအားလုံးဘေးကင်းလုံခြုံကြပါစေရှင်။